်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးဖျားသခင်ရဲ့ကြည်လွတ်ကိုချင်မွန်ပါလေဒါဝိဒ်ဤအစီခံကျန်တရန်ဆိုတဲ့ကောင်းစင်နဲ့58ခုမြောက်သောဇာလံအငယ်90ကနေ92ကိုဆင်ခြင်သွားခြင်းပါလေ ကျွန်တော်မျိုးဒါဝိဒ်ကိုတူးချံများတဲ့ကရွေးယူတော်မူ၏။တားငယ်ရှိသောတူးမတို့ကိုထိန်ချင်းအမှုမှနှုတ်၍မိမိလူဒီဟုသောယာကုပ်အမျိုးသားအမွေတော်ဒီဟုသောဣဒလာလူတို့ကိုကျွေးမွေးစေခြင်းငါခံထားတော်မူ၏။ထို့သူသည်ဖြောင့်သောသဘောရှိသည့်အတိုင်းကျွေးမွေး၍လိန်မာသောလက်နှင့်ပို့ဆောင်လေ၏။ ဒါဝိဟာသူ့ရဲ့ဘဝအသက်တာတလျှောက်လုံးမှာသူတတ်နိုင်သမျှအတိုင်းစွမ်းရည်များစွာအားဖြင့်ဘုရားသခင်ကိုကိုးကွယ်ခဲ့ပါတယ်။တမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်ကဏ္ဍအမျိုးမျိုးမှာသူ့ရဲ့စက္ကမှုကို တွေ့ရပါတယ်။သူ့ရဲ့စက္ကမှုတွေမှာဘုရားသခင်ကသူ့ကိုအစွမ်းထက်စွာအသုံးပြုဖို့အတွက်ယုံကြည်ခြင်းအားဖြင့်ဘလို့အသုံးပြုခံခဲ့တဲ့အကြောင်းတွေကိုကျွန်တော်တို့တမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်သိနာလည်ရပါတယ်။ အဲ့ဒီအထက်မှာတိုးထိန်ဘဝအနေနဲ့အစပိုင်းမှာသူဟာကျင်လည်လှူရှားခဲ့ပါတယ်။အဲ့ဒီတိုးထိန်ဘဝအချိန်မှာပဲဘုရားသခင်ကသူ့ကိုဗိသိက်ခံဘရင်အဖြစ်ရွေးချယ်ထားခဲ့ပြီးဖြစ်တယ်။ဒါကိုဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး16အငယ်1ကနေ73ကိုကြည့်မယ်ဆိုရင် တွေ့ရပါတယ်။အဲ့ဒီတိုးထိန်အလုတ်လုံနေတဲ့အချိန်များမှာသူဟာတမ်းမာပြီးတော့ရဲရင်ဖို့အတွက်တင်ယူခဲ့ရတယ်လို့သူထက်အားနည်းတဲ့သူတွေကိုဂယုစိုက်တတ်ဖို့အတွက် တင်ယူခြင်းအမှုတွေကိုပြုခဲ့ရပါတယ်အဲ့ဒီအချိန်သူရဲ့လူဖခင်ဖြစ်တဲ့ယေရှေရဲ့တွင်တင်မှုတွေကို နာခံခဲ့ရပါတယ်အဲ့ဒီအစောပိုင်းဘဝကဘုရားသခင်ကိုမိခိုအားထားဖို့အတွက်လိုအပ်တဲ့နှိမ်ချမှုတွေကိုသင်ကြားခံယူခဲ့ရတယ်နောက်တစ်ခုကဆာလံဆရာတယောက်အနေနဲ့ဖြစ်ခဲ့ပါတယ်ဒါဝိရဲ့ဇာလံကျမ်းတွေမှာသူရဲ့ရေးသားချက်တွေကဘုရားခင်အတွက်သူရဲ့ဝိညာဉ်ရေးရာဆံငတ်မှုကို ဖော်ပြခဲ့ပါတယ်။ဆာလံကျန်းတွေထဲမှာသူဟာသူ့ရဲ့ကြောက်ရွံ့မှုစိတ်တကြမှုရှုံးနေမှုအထီးချမ်းမှုနဲ့ဝမ်းနည်းမှုတွေကိုဖွင့်ဟပြီးတော့ရေးဆက်ထားခဲ့ပါတယ်။တင်မင်းကြိုက်ဝမ်းတွေကိုရှောက်ရတဲ့အတွေ့အကြုံတွေကိုလည်းသူကပြန်ပြီးတော့ဖော်ပြထားပြီးတော့ညအချိန်တွေမှာဘုရားသခင်နဲ့ဆက်သွယ်ခြင်းအားဖြင့်သူကောင်းစွာဘုရားသခင်ကိုတည်ကျွမ်းတဲ့အကြောင်းနဲ့ဘုရားသခင်ရဲ့အကြောင်းသူကယဉ်နီးတဲ့အရေးအယံတွေကိုကျွန်တော်တို့ကိုပေါ်ပြပေးခဲ့ပါတယ် နောက်တစ်ခုကအောင်မြင်တဲ့စစ်သူကြီးတယောက်အနေနဲ့ပဲဖြစ်တယ်။တဝိတ်ဟာဣသလလူမျိုးတွေကိုအနည်း40အုပ်စိုးခဲ့ပြီးတော့သူ့လူမျိုးတွေကယေရုရှလင်မြို့ကိုဒါဝိတ်မြို့လို့ခေါ်ဆိုခဲ့ကြပါတယ်။သူ့ရဲ့အသက်တာမှာအပြစ်နဲ့အပြစ်ရဲ့အကျိုးဆက်တွေအကြောင်းကိုလည်းသူ့ရဲ့လက်တွေ့ဘဝအသက်တာမှာဖော်ပြနေခဲ့သလိုတစ်ဖက်မှာလည်းပဲဘုရားသခင်ရဲ့ဂျေဇုရောကသူ့အပေါ်မှာအကန့်အသတ်မရှိတဲ့အကြောင်းကို သူ့ရဲ့အသက်တာတွေအားဖြင့် ကျွန်တော်တို့ကိုသိရှိနားလည်စေပါတယ်။ဒါဝဲဟာသူအသက်ရှင်စင်သာမကဘဲနဲ့အဲ့ဒီအချိန်ကစပြီးတော့မှသူမရှိတော့တဲ့နောက်ပိုင်းအခုအချိန်ထိဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကိုစက္ကတ်ခဲ့ပါတယ်။သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာယုံကြည်သူပေါင်းများစွာအတွက်ပုံသက်တင်နဲ့သင်ငန်းစာယူစရာဖြစ်ခဲ့တယ်လို့သူရဲ့နာခံမှုစက္ကတ်ဝန်ဆောင်မှုနဲ့အရေးအချင်းတွေကြောင့်ကောင်းကြီးတွေကိုသူရရှိခဲ့ပါတယ်။ သူဟာပြားသခင်ကိုတိုးထိန်စာလန်ဆရာအောင်မြင်တဲ့ဘရင်စစ်သူကြီးကဏအတိတ်အာဖြင့်အစီခံခဲ့တဲ့အစီခံကျွန်တရံအနေနဲ့ပုံဖော်ခဲ့ပြီးတော့စွန်စားအသက်ရှင်ခဲ့တဲ့သူအသက်တာအာဖြင့်ပြင်းမြောက်အောင်မြင်နိုင်တဲ့ဆန်နမူနာကောင်းဖြစ်ခဲ့ပါတယ်။ဒါဝိအာဖြင့်ကျွန်တော်တို့နားလည်နိုင်တဲ့အရာကားပြားသခင်ကသူ့အထံတော်မှာ စိတ်နှလုံးနှိမ့်မြုပ်စိတ်နှလုံးတွင်းထားတဲ့အစီခံကျွန်တရံအာဖြင့် စက္ကပ်အသက်ရှင်နေတယ်ဘသူကိုမဆိုဘသူမဆိုအဖြင့်ဘုံထင်ရှားတဲ့အမှုတွေကိုလှုပ်ဆောင်နေမှာပဲဖြစ်တယ်ဒါဝိတ်ကတော့တိုးထိန်ဆာလန်ဆရာနဲ့အောင်မြင်တဲ့ဘယင်စစ်သူကြီးတယောက်အနေနဲ့ဘုရားသခင်ရဲ့ရှိတော်မှာကဏအမျိုးမျိုးနဲ့အစီခံကျွန်တရံကိုဆောင်ခဲ့ပါလေကျွန်တော်လည်းကျွန်တော်ရဲ့ဘဝအတ္တဓာကဏအမျိုးမျိုးမှာဘုရားသခင်ကိုဘယ်လိုအစီခံနေကြပါသလဲ ဂျာနာစင်ချင်ခဲ့တဲ့သူတိုင်းအသက်တာတလျှောက်လုံးမှာအစီခံကျွန်တန်ကိုစောင့်နေကြခြင်းကြောင့်ဘုရားသခင်ရဲ့အလိုတော်ကိုယ့်ရဲ့အသက်တာမှာပြည့်ပြည့်စုံခြင်းရှိဖို့ဘုရားသခင်ကအတူရှိကောင်းကြီးပေးပို့ဆောင်ပေးနေပါစေ။အာမင်။ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิดาปิลุ้สวอปาต